မေဂန်ကပီတူဘုံကျဲလျင်ကြီးထုတ်လို့ရပါပါဝင်ကွန်မီကဲဘူးတဲ့ဆိုတဲ့အိန္ဒိယနိုင်ငံသားကမေဂန်ဤပညာတွေကိုတရုတ်စီခိုးယောင်မှုဖြစ်ခဲ့တယ်လို့သိရပါတယ်ဒါကြောင့်တရုတ်ရဲ့ကိုပြောက်လျင်အစီအစဉ်တွေဟာနီးစနစ်တွေတိုးတက်ခဲ့တယ်လို့တရားဥပဒေနဲ့လှုပ်ဝှက်အစီရင်ခံစာကသိရပါတယ်အိန္ဒိယနယ်ပါးလိုရှားဂိုဝါဒီယာဆိုသူဟာ not true government တွန်းကအားနဲ့ကိုပြောက်ဤပညာကျွမ်းကျင်သူပညာရှင်တူဖြစ်ပါတယ် သူအမေရိကန်စီးရီးသမိုင်းမှာအစင်းမြင့်ဆုံးဘုံကျက်လေရင်တွေကတစ်ခုဖြစ်တဲ့ B2 ရဲ့ကိုပြောက်ဆွေးကြီးကိုဖန်တီးရမှာရေးပါတဲ့ခန်းကဏ္ဍကပါဝင်မှုပါလေ။ Guardia ဟာ1986ခုနှစ်ကာကွယ်ရေးကန်ထရိုင်လုပ်ငန်းမှာအလုပ်ဖတ်ပြီးနောက်လှုပ်ဝက်လုံခြုံရေးဆိုင်ရာအစင်းမြင့်ဆုံးခွင့်ပြုချက်တွေရရှိထားပြီးတက္ကသိုလ်အဆင့်လေကြောင်းပညာရေးဆိုင်ရာသင်တန်းတွေကိုသင်ပေးခဲ့ပါလေ။ဒါပေမဲ့2005ခုနှစ်မှာသူဟာ FBI ရဲ့စုံစမ်းစစ်ဆေးခြင်းကိုခံရပါလေ။ ူတံကိုပို့ဆောင်ခဲ့တဲ့ပရီဘောကကွန်တိန်နာတွေလှုပ်ဝက်ဆောင်ရွက်စာတမ်းတွေကိုအင်ဂျင်တွေကတွေ့ရှိခဲ့ရမှာစုံစမ်းစစ်ဆေးခဲ့ပါတယ်။ဂိုဝါဒီယာကိုဟာဝိုင်မှာဖမ်းဆီးခဲ့ပြီးလက်နက်တင်ပေါ်မှုထိန်းချုပ်ရေးအုပ်ပဒေနဲ့တရှိုးအုပ်ပဒေတွေနဲ့ဆွဲချက်တင်ပါတယ်။တရုတ်ပါဝင်နိုင်ငံသားဆွေရတွေကိုလှုပ်ဝက်ချက်လက်တွေပေးအပ်ခဲ့ခြင်းကြောင့်ဖြစ်တယ်လို့ Economic Times ကဖော်ပြပါတယ်။ဒီမြန်မာလိုပြမှုပေါ်ဆွေးမှုတွေစိုးပွားစေတဲ့အတွက်ကြောင့်ကိုဗရာမီယာဟာ 2003မှ2004ခုနှစ်တွင်တရုတ်ကိုလည်းအကြိမ်ပေါင်းများစွာသွားရောက်ခဲ့တယ်ဆိုတာပေါ်ပေါက်ခဲ့ပါတယ်။အဲ့ဒီခီးစနစ်မှာအလျောက်အယောက်ကြီးထုတ်လုပ်မှုရှော့ချခြင်းနဲ့အယုံခန္ဓာစွမ်းနဲ့ပါတဲ့တိုကန်ဟာစနစ်နဲ့ပတ်သက်တဲ့ဒီဇိုင်းတွေကိုလွှဲပြောင်းပေးခဲ့တယ်လို့ FBI ကဆိုပါတယ်။ဒီချက်လက်တွေကတရုတ်အားခရစ်စတိုဂျီနဲ့ဘုံချက်လက်ရည်နီးပညာတိုးတက်စေဖို့ရှိရပါတယ်။ဂိုဝါဒီယာဟာ၃နှစ်တွင်အနည်းဆုံးဒေါ်လာ၃သိန်းတောင်းလောက်ရခဲ့တယ်လို့ဆိုပါတယ်။ ကိုဝါရီယာအဆဆွဲချက်တွေကိုကလပ်မှငြင်းခဲ့ပြီမဲ့နောက်ပိုင်းမှာတော့ဝင်ခံခဲ့ပါလေကျွန်တော်ပြန်စဉ်းစားကြည့်တော့တရားကို cruise တုံးကြီးပြုလို့ရမှာကုယူခဲ့တာမှားပါတယ်ကျွန်တော်လောက်ခဲ့တာဟာတရှိုးလုံးချင်းနဲ့သစ္စာပေါက်ချင်းမလို့သူကိုယ်တိုင်ဝင်ခံပါလေသူကိုယ်တော့အမှုပေါင်း၄မြို့နဲ့ပြစ်ဒဏ်ချမှတ်ခဲ့ပြီးနောက်တရနှစ် February ထောက်မှာပဲ1032နှစ်ပြစ်ဒဏ်ထချပါလေလက်ရှိကိုဝါရီယာဟာကော်လိုရာဒိုမှာရှိတဲ့ကျောင်းတော်မှာကျင်းပခံနေရပါလေ ူရဲ့သားအက်စတန်ဂိုဝါဒီယာကတော့တရားခွင်တွင်ရေးကြည့်တဲ့ထောက်ထားတွေကိုဖုံးကွယ်ထားပြီး FBI ရဲ့စစ်ဆေးချက်တွေကိုညင်းပြီးတော့ဖားကင်ဖြစ်သူကိုအပြစ်မလုပ်အောင်စူးစမ်းနေပါလေတရုတ်ကိုပြောင်းလေရင်ကမေးခွန်းတွေဖြစ်ပေါ်နေပါလေအကြသေးမိကဂျိုရူတပုံတွေအရာ စင်ကြမ်းမှရှိတဲ့တရုတ်စစ်တပ်ဌာနတစ်ခုမှာကြီးမားတဲ့ကိုပြောင်းလေရင်ဒီစဉ်တွေ့ရှိခဲ့ပြီးနောက်ဒီမှုဟာပြန်လဲပေါ်ပေါက်လာတာပဲဖြစ်ပါတယ် ဖြစ်ကျင်တော့အဲ့ဒီကိုပြောက်လေရင်ကြီးဟာမင်းစလျက်နဲ့ရဲ့ဆွဲပါတီဝါစုံမှာဖော်ပြတဲ့ပုံလေးနဲ့ Reagan B2 နဲ့ထပ်တူနီးပါတူတဲ့တောင်ပန်းကျဲ52မီတာခန့်ရှိတဲ့ drone ပုံစံလေရင်ဒဇင်းကိုပြသထားပါလေ။အဲ့ဒီလေရင်ကိုအသစ်ဆောက်ထားတဲ့လေရင်ယုံတွေနီးမှတွေ့ရှိခဲ့ခြင်းဖြစ်ပါလေ။ဒါဟာတရုတ်ရဲ့အင်မတန်ထူးခြားတဲ့စီမံကိန်းလို့ဆိုပါရစေ။ဒါပြင်တရုတ်ကထုတ်နေတဲ့ H20 ကိုပြောက်ဘုံကျဲတိုက်လျင်နေ J36 Fighter တွေနဲ့လည်းချိတ်ဆက်မှုတွေရှိနေပါတယ်။ပြီးကြတဲ့ပိုင်းက America ဟာ B2 ဘုံကျဲလျင်ကြီးကိုအီရန်ရှိမြောက်နျူကလ িয়ার စေုံတွေကိုဘုံကျဲရမှာအသုံးပြုခဲ့ပါတယ်။ဒါကို American B2 ရဲ့ပြိုင်ပွဲမရှိစွမ်းဆောင်ရည်ဖြစ်အားလုံးကမြင်ရပါတယ်။အဲ့ဒီတိုက်ခိုက်မှုဟာဒေတာရင်းတင်းမောက်မှုတွေမြင့်တက်ချိန်မှာဖြစ်ပေါ်ခဲ့ပြီးတရုတ်ကလည်းအလားတူနေပြည်နာမှာဘာကြောင့်ရင်းနှီးအများအပြား ဆက်လက်ရင်းနှီးမြှုပ်နှံနေလဲဆိုတာမေးခွန်းထုတ်ပွဲရှိနေပါတယ်။နောက်ထပ်သတင်းပုတ်ပြောချင်ပါတယ်။အခုအစ္စရေးတိုက်ခိုက်မှုကြောင့်တေဆုံးသွားခဲ့ပြီဖြစ်တဲ့အီရန်ဗိုလ်ချုပ်တွေကိုခါမနီရဲ့လက်အောက်ကနေရုံးထွက်ဖို့၁၂နာရီအချိန်ပေးမယ်လို့ချင်းချောက်သတိပေးပြီးမှလုံးဝလိုက်နာခြင်းမရှိတဲ့အတွက်လုံခြံခဲ့ခြင်းဖြစ်ကြောင်းအစ္စရေးမော့ဆတ်ထောက်လိုင်းကသတင်းတွေထွက်လာပါတယ်။ ဒီဝါရှင်တန်ပို့စ်မှာရရှိတဲ့တယ်လီဖုန်းမှတ်တမ်းတွေနဲ့အစ်ဇွေမော့ဆတ်စစ်ထောက်လည်ရေးဖွဲ့မှအတွင်းလူတွေရဲ့ပြောဆိုမှုရမော့ဆတ်ဟာအီရန်စစ်ဘုတ်ချုပ်တွေကြောင့်မတိမငိမ့်ဖြစ်ပြီးခါမနီအစိုးရပြုတ်ကွေးရေးကိုဥတည်ပြီးတော့အီရန်ဘုတ်ချုပ်တွေကိုမတုတ်သင့်ပြီးဖုန်းနဲ့ဆက်သွယ်ပြီးမိသားစုနဲ့တူခါမနီလက်အောက်ခံမလုပ်ပဲရှောင်ပြေးဖို့ဒါမှမဟုတ်၁၂နှစ်ပြည့်လာတဲ့မိသားစုလိုက်တုတ်သင့်ရှင်းလင်းခံရမယ်ဆိုပြီးတတိပေးချင်းချောက်မှုတွေလုပ်ခဲ့ကြောင်းသိရပါတယ်။ ။အစ္စရေးရဲ့ကမ္ဘာကျော်လောဆတ်စစ်ထောက်လေရေးဖွဲ့ဟာကမ္ဘာမှာအင်မတန်မှနာမည်ကြီးပါတယ်။အလွန်လဲကြောက်စရာကောင်းပါလေ။တပ်တန်းလည်းတော်တော်ကြာရှည်နေပြီဖြစ်ပါတယ်။ဇွန်စသောနေ့ကစာဖြစ်တဲ့အီရန်နဲ့စစ်ပွဲကာလမှာအီရန်ရဲ့စစ်ရေးချုပ်နှုတ်ပါဝဲထိတ်တန်းစစ်ပတ်ဆိုင်ရာဗိုလ်ချုပ်တွေနဲ့နျူကလ িয়ার သိပ္ပံပညာရှင်တွေကိုမော့ဆက်ကတေချာတုတ်တင်ရှင်းလင်းနိုင်ခဲ့ပါတယ်။ မော်စကထွက်လာတဲ့တရင်တွေအရသူတို့ဖွဲ့ဟာ US စစ်ကောင်းဆောင်20ထက်မနည်းကိုဖုန်းနဲ့ဆက်သွယ်ပြီး Iran ဘာသာစကားနဲ့ချိတ်ချောက်ခြင်းနဲ့ company လက်အောက်ကနေရုံးဖတ်ဖို့ဓာတ်တွေပြောခဲ့ပါတယ်။ဒါအပြင်မတုံ့တင်ပြီးအချိန်12နာရီပေးခဲ့ကြောင်းမလိုက်နောက်ဘူးဆိုရင်တော့မိသားစုလိုက်တုံ့တင်ခံရမှာဖြစ်ကြောင်းချိတ်ချောက်ခဲ့တယ်လို့ဆိုပါတယ်။စစ်ဘုတ်တို့ကိုဆက်သွယ်ချိတ်ချောက်တဲ့ဖုန်းပြောမှတ်တမ်းလည်းပေါက်ကြားလာပါတယ်။အဲ့ဒီ Iran ဘုတ်ဟာကြောက်ရွံ့နေပြီး ဘလို့ဗီဒီယိုရိုက်က company ကိုမထောက်ခံတော့ကြောင်းပြသရမယ်အားပြန်လဲမေးမြန်းကြောင်းဒီလိုမေးမြန်းစဉ် most of them သေချာနားထောင်ရှင်းပြမယ်ဆက်လက်လာတဲ့ company ကိုတစ္ဆာမခံတော့ကြောင်းတည်တည်ပြပါထောက်ခွာရင်လုံးရောက်မှာဖြစ်ပြီးဒီလိုမဟုတ်ဘူးဆိုရင်တင်းမင်းဟာလယ်မင်းသွေးပြန်ကြောထတော့ပုံနေတဲ့နေရာမှာရှိတယ်လို့ချိန်ချောက်ခဲ့ပါလိမ့်ဒါကြောင့် super iron စစ်ဘိုလ်ချုပ်ဟာ company ဩဇာမခံကြောင်းတည်တည်ခံပြီးလက်ရှိ iron တွင်းမှာပဲရှိနေဆက်ဖြစ်တယ်လို့ washington post ကဖော်ပြပါလိမ့် နောက်ထပ်သတင်းပို့ပြောခြင်းပါတယ်။ဂျပန်နိုင်ငံကပြည်တွင်းမှာပထမဆုံးချိန်ပယ်ထိန်တုံးကြီးစမ်းသပ်ပစ်ခတ်မှုတွေလုပ်နေပါတယ်။ဂျပန်ဟာတရုတ်ကိုတံပြန်မှုစည်ရေးစွန့်ရည်မြင့်တင်မှုတွေလုပ်နေချိန်ပြည်တွင်းမှာပထမဆုံးချိန်ဒုံးကြီးစမ်းသပ်မှုကိုပြုလုပ်ပြီးဒါဟာဆိုးဝါးလာတဲ့လုံခြုံရေးအခြေအနေကြောင့်လို့တာဝန်ရှိသူတွေကပြောပါတယ်။ဒုံးကြီးဟာပြည်တွင်းဖြစ် type ADA မြေပြင်ကနေပြစ်ခတ်နိုင်တယ်။သင်္ဘောဖြတ်ဒုံးမျိုးစားဖြစ်ပြီးကီလိုမီတာ1000အထိပြင်နိုင်ပါတယ်။ စံတမှုအောင်မြင်ခဲ့ပြီးအခုသတင်းပတ်ကောင်မှာနောက်တစ်ချိန်ပြစ်ခတ်မယ်လို့တာဝန်ရှိသူတွေကပြောပါတယ်။ဂျပန်တပွဲတွေကမြောက်ကဟိုကိုင်ဒိုမှာရှိတဲ့လေကျင်နေရာကနေပစိဖိတ်ကန်ရိုးနဲ့ညီပြင်းမှာရှိတဲ့မှုထမ်းမဲ့သင်္ဘောတစ်စင်းကို Type 88တင်မောဖြတ်ဒုံးကြီးနဲ့ပြစ်ခတ်ခဲ့တယ်လို့ဂျပန်ကာကွယ်ရေးဝန်ကြီးဌာနကထုတ်ပြန်ပါတယ်။ဂျပန်စစ်တပ်အမေရိကန်နဲ့အော်စတြေးလျတို့မှာဒုံးကြီးပြစ်ခတ်လက်ကျင့်မှုတွေအရင်ကပြစ်လုပ်လို့ရှိပေမဲ့လေကျင်မှာပေါ်နေတဲ့တစ်ဖက်ဝင်အကြမ်းတက်တဲ့တူကုန်ကျစရိတ်လည်းများလွန်ပါတယ်။ ပြည်တွင်းမှာလည်းတရားကျင်းတာလည်းလုံခြုံရေးဆိုးမှုကြောင့်မလုပ်ခဲ့ပါဘူး။မြောက်ကိုရီးယားကိုရောက်သွားမှာလည်းဆိုးရနေရပါတယ်။ဒီလိုပြည်တွင်းတစ်ဖက်ဝင်လေကိုပိုင်ပြစ်ခတ်လေကျင့်မှုတွေဟာလေကျင့်ရေးခွင့်လန်ပုံမှုတိုးပွားစေပြီးတော့လက်ရှိပြင်းထန်တဲ့လုံခြုံရေးပတ်ဝန်းကျင်ကြောင့်ကျုံးတွေနဲ့ချားလျားကိုကာကွယ်ဖို့စွန့်ရည်မြင့်တင်ရမှာအရေးကြီးတယ်လို့ဂျပန်ဆိုရကယုံကြည်နေပါတယ်။စီးရင်လေကျင့်မှုဟာဘယ်နိုင်ငံကမှရည်ရွယ်တာမဟုတ်ဘူးဆိုပါတယ်။ဒါပေမဲ့ဒေသတွေမှာ စေးလို့ရှောင်းမှုတိုးမြင့်နေတဲ့တရုတ်နိုင်ငံဟာဂျပန်အတွက်အကြီးမားဆုံးစိန်ခေါ်မှုလို့ယင်ကလေးကဂျပန်ကခံမှန်းထားပါတယ်။ဂျပန်ဟာကောက်ဝေး30%ကိုနိုင်ငံ GDP ရဲ့200%ကနေလည်းနေတိုးစံတော်တိုင်းတိုးမြင့်တော်ရဖို့နှစ်ပေါင်းများစွာလုပ်နေပါတယ်။ဒါအပြင်ထိုင်ဝမ်ကိုတရုတ်ကျူးကျော်မှုလိုမျိုးချိန်ချောက်မှုကိုတုံ့ပြန်မှာအမေရိကန်နဲ့စီးပူးပေါင်းဆောင်ရွက်မှုတွေမြင့်တင်နေတာဖြစ်ပါတယ်။နောက်ထပ်သတင်းပေါ်ပြောခြင်းပါတယ်။ ပြင်သစ်ဂီတဖွဲတော်နေမှာလူပေါင်း145ဦးစေထိုးအပ်နဲ့အထူးခံရပြီးနောက်တန်တရားရှိသူ12ဦးကိုဖမ်းဆီးထားတယ်ဆိုပါတယ်။ဇော်လ21ရက်နေ့ကဂီတဖွဲတော်နေဟာပြင်သစ်နိုင်ငံနဲ့လူပေါင်း145ဦးစေထိုးအပ်နဲ့အထူးခံရပြီးနောက်ရဲတပ်ဖွဲ့ကတန်တရားရှိသူကိုဖမ်းဆီးလိုက်တယ်ဆိုပါတယ်။ပြင်သစ်နိုင်ငံတော်ကလူပေါင်းအသန်းနဲ့ချီပါဝင်ဆင်နွှဲတဲ့ဂီတဖွဲတော်နေမှာဒီဖြစ်စဉ်ကြီးဖြစ်ခဲ့တာပါ။မြို့မှာနေလူ73ဦးစေထိုးခံရပါတယ်။မေကလေးစေဦးကျော်လုံးလည်းစေုံတင်ထားတဲ့ခြေနေမှာရှိပါတယ်။ မြို့တော်ဝန်ကတော့အဲ့ဒီစေတွဲနဲ့ထိုးခိုင်းရသူများစုဟာ၁၄နှစ်နဲ့အသက်၂၀ကျော်မိန်းကလေးငယ်တွေဖြစ်ပါတယ်စေတူရတဲ့ဘာအရာတွေကိုထည့်ပြီးထိုးလဲဆိုတာဖော်ထုတ်စစ်ဆေးနေပါတယ်။စေတူရနဲ့တိုက်ခိုက်မှုအတွက်နိုင်ငံနဲ့လူစနစ်ကိုဖန်ဆီးခံထားပြီးအခြားပြစ်မှုအတွက်ထိန်းသိမ်းခံရသူ380ကျော်ရှိပါတယ်။ဂီတာပွဲတော်မစားမီမျိုးသမီးကြီးထောက်ခံအားပေးသူပြင်သစ် influencer တို့ကပွဲတော်ကာလအတွင်းမျိုးသမီးတွေကိုပြစ်မှတ်ထားစေတူရနဲ့လိုက်ထိုးဖို့စီရင်မှုတွေ social media မှာတွေ့နေရတယ်လို့လူတို့ကိုကြိုတင်သတိပေးခဲ့ပါတယ်။ လာတို့ဖြစ်တဲ့2020ဇော်လာကလည်းပြည်သင်းနက်ကလပ်မှာဖြစ်ခဲ့ပြီးလူချို့ဖမ်းခံရပါတယ်။ဘာရွေချက်ကြောင့်လုပ်ခဲ့ရလဲ။ထိုးတဲ့ရာကဆေးလာဗိုင်းရပ်စ်ဟာဘာလဲဆိုတာဆိုရကဖော်ထုတ်ခြင်းတော့မရှိသေးပါဘူး။2020ဇန်နဝါရီကဇော်လာတွင်လည်းဆေးထိုးနဲ့ထိုးခံရမှုတရားဝင်တန်ကြားမှုပေါင်း1000ကျော်ရှိတယ်လို့သိရပါတယ်။နောက်ထပ်သတင်းပို့ပြောချင်ပါတယ်။ရွှေပြောင်းတွေမှန်သမျှတတိယနိုင်ငံကိုနှိမ်ထုတ်တဲ့ကိစ္စကိုအမေရိကန်တရားဝင်ချုပ်ကတရားဝင်ခွင့်ပြုပေးလိုက်ပြီဖြစ်ပါတယ်။ဒေါ်နယ်ထရန့်ဆိုရက ရွှေပြောင်းနေထိုင်သူတွေကိုသူတို့ရဲ့မိခင်နိုင်ငံမဟုတ်တဲ့တတိယနိုင်ငံစီနှင်ထုတ်တာကိုဆက်လုပ်နိုင်တယ်လို့အမေရိကန်တရားဥပဒေကခွင့်ပြုလိုက်ပြီဖြစ်ပါတယ်။ဒီမှုမှာတောင်ဆူဒန်ကိုထွက်ခွာသွားတဲ့လေယာဉ်ပေါ်တင်ပေးခံရတဲ့မြန်မာတောင်ဆူဒန်ကျူဘာမက်ဆီကိုလာအောင်နဲ့ဘီအန်အန်ကရွှေပြောင်းရှေ့ရောက်ကိစ္စလည်းပါပါတယ်။ခရန့်ဆိုရကတော့သူတို့တွေဟာဆိုးရကဆိုးဆုံးလုပ်တဲ့သူတွေအမေရိကန်နဲ့မထိုက်တန်တဲ့သူတွေလို့မှတ်ချက်ချပါတယ်။ တရားရုံးချုပ်တရားသူကြီး9ယောက်မှ6ယောက်ကထရန်ကမှန်တယ်လို့ယက်တည်ပြီး3ယောက်ကခန့်ကွက်ပါတယ်။ရွှေပြောင်းတွေကိုတတိယနိုင်ငံနှိမ်ထုတ်မယ်ဆိုရင်သူတို့ဘလို့အလျေကြုံရနိုင်တယ်ဆိုတာတာဝန်ရှိသူတွေကိုပြောပြနိုင်ဖို့အိဗယ်ရှိတဲ့အခွင့်အလမ်းပေးရမယ်လို့အောက်ယုံရဲ့ဆုံးဖြတ်ချက်ကိုတရားဝန်ချုပ်ကပယ်ဖြတ်ခဲ့တာပါ။ကံကွက်ခဲ့တဲ့ liberal တရားသူကြီး3ယောက်ကတော့ဒီဆုံးဖြတ်ချက်ဟာဥပဒေမဲ့မှုပေါ်ဆုချင်းမြရောက်တယ်လို့မှတ်ချက်ပေးပါတယ်။ မိမိလောကဦးဌာနကတော့ဒီစင်ချက်ဟာဘရီကန်ပြည်သူတွေရဲ့ဘေးကင်းလုံခြုံရေးအတွက်အောင်ပွဲပဲလို့ဆိုပါတယ်ဒီရွှေပြောင်းရှိရောက်ဟာလူတက်မီးရှို့လက်လက်ကန်လူပြတ်တာလို့စိုးဝါတဲ့ရာဇဝတ်တွေကျွလွန်ခဲ့တယ်လို့ထွန့်ကပြောပေမဲ့ရွှေပြောင်းရဲ့ရှင်းနေတွေကတော့အများစုဟာရာဇဝတ်တွေကျွလွန်ထားခြင်းမရှိပါဘူးလို့တုံ့ပြန်ခဲ့ပါတယ်